မိုင်ဖုန်းဆရာတော်ကြီးစီကစီးပွားရေးဒီအလားတိုးစင်မဲ့တိတ်တိဝင်ဝင်နေတကူကြီးအဆောင်လက်ဖွဲ့ရလိုက်တဲ့ဇွဲထက်ရွှေဆိုင်ပရိသတ်များလုံးမင်္ဂလာပါရှင့်ဆယ်လီအင်ဆိုင်တာ page ကနေပြန်လေးကြိုဆိုလိုက်ပါတယ်မိုင်ဖုန်းဆရာတော်ကြီးစီကနေတခြားလူတွေကိုမပေးတဲ့တိတ်တိဝင်အဆောင်လက်ဖွဲ့တွေတကူကြီးတဲ့ရေရအဆောင်လက်ဖွဲ့တွေကိုရလိုက်တာကတော့ဇွဲထက်ရွှေဆိုင်ပါ ဒါကြောင့်လေဇွဲထက်ရွှေဆိုင်ကအခုထက်စီးပွားတွေတိုးပြီးတော့ပိုပြီးချမ်းသာကြွယ်ဝလာမယ်လို့ခန့်မှန်းနေကြပါတယ်။လူတွေကတော့မိုင်းဖုံးစရာတော့ကတခြားလူတွေကိုမပေးပဲဇွဲထက်ရွှေဆိုင်တတိကိုမှပေးတာကဇွဲထက်ရွှေဆိုင်ဟာငလင်ပေးမှာဘယ်သူမှမလူတန်းနိုင်တဲ့အလူတန်းတွေလုံလို့ဆိုပြီးပြောကြပါတယ်။ဒါကြောင့်မိုင်းဖုံးစရာတော့ကဇွဲထက်ရွှေဆိုင်ကိုထိုက်ထိုက်တန်တန်ချင်းမြင်လိုက်တာလို့ဆိုကြပါတယ်။ ဒီလိုချင်းချင်းခံရတာကဇွဲထက်ရွှေဆိုင်ရဲ့လှူဒန်းမှုနဲ့စိတ်ရင်းစေတနာကောင်းမှုတွေကြောင့်ပါအားလုံးသိကြတဲ့အတိုင်းတကိုယ်သိတိအစွမ်းကြီးမာတဲ့မိုင်းဖုံးစီရတော်ဘုရားကြီးကပုံမှန်ဆိုရင်လူတွေနေထိုင်ရာမျိုးပေါ်ရက်ွက်တွေကိုသွာလာတာမျိုးလုံးလိမ့်မရှိပါဘူး။ဂူအောင်ပြီးတော့တရားသမားတမထဝိပဿနာတွေကိုကျင့်ကြံအားထုတ်နေပါတယ်။ဒါကြောင့်မိုင်းဖုံးစီရတော်ကတကိုယ်သိတိအစွမ်းကြီးမာပါတယ်။ရှမ်းပြည်တခွင်နဲ့မြန်မာနိုင်ငံကလူတွေမိုင်းဖုံးစီရတော်ကိုကိုးကွယ်ကြပါတယ်။အခုမြန်မာနိုင်ငံမှာငလင်ဘေးအကြီးကျယ်ရောက်သွားပြီးတော့တလားမပြေခင်မှာပဲမိုင်းဖုံးစီရတော် ော်ဘုရားကြီးကမန္တလေးမြို့ကိုကြွားရောက်ခဲ့ပါတယ်။ဒီလိုမျိုးငလင်တန်သင်းနဲ့မန္တလေးမြို့ကိုကြွားချီလာတာကနကောင်းနှမြတ်တွေကမန္တလေးမြို့ကငလင်တန်သင်းပြည်သူတွေကိုကုညီကဲတင်ဖို့အကူအညီတောင်းလို့ဖြစ်ကြောင်းမိုင်းဖုံးဆရာတော်ကြီးကမိန်ကြားခဲ့ပါတယ်။အခုဆိုရင်တော့မိုင်းဖုံးဆရာတော်ကြီးဟာမန္တလေးမြို့ကိုကြွားရောက်ခဲ့ပါပြီ။ဒီလိုမျိုးမိုင်းဖုံးဆရာတော်ကြီးမန္တလေးမြို့ကိုကြွားရောက်စဉ်မှာမန္တလေးမြို့ကစေတနာရှင်အလူရှင်တထေးကြီးတွေကမိုင်းဖုံးဆရာတော်ကိုလှူဒန်းကြပါတယ်။ဒီလိုလှူဒန်းကြတဲ့အထဲမှာဇွဲထက်ရွှေဆိုင်လည်းပါဝင်ပါတယ်။ ဇွဲတက်ရွှင်ဆိုင်ကမိုင်းဖုံးစရာတော်ကြီးကိုသိန်း130ကျော်ကတ်လူခဲ့ရပါအခုငလင်ဘေးမှာတော့ဇွဲတက်ရွှေဆိုင်ကနာမည်ကောင်းရရှိနေပါတယ်။အထူးသဖြင့်တော့ဇွဲတက်ရွှေဆိုင်ကအကုန်ပကသနာမပါပဲရိုးရှင်းစွာနဲ့ငလင်ဘေးမှာလှူဒန်းနေပါတယ်။မြန်မာနိုင်ငံမှာအောင်မြင်ကြောကြပြီးချမ်းသာကြွယ်ဝတဲ့ရွှေဆိုင်ပိုင်ရှင်တွေအများကြီးရှိပါတယ်။ဒါပေမဲ့ဒီလိုအကုန်ပကသနာမောင်းမာတဲ့သူတွေထဲမှာ တချို့သောရွှေဆိုင်တထေးတွေဆိုရင်တော့ဂုံမောက်ကြပါတယ်ဒါပေမဲ့ဇွဲထက်ရွှေဆိုင်ကတော့မပါဝင်ခဲ့ပါဘူးဒါအပြင်နိုင်ငံကျော်ဇွဲထက်ရွှေဆိုင်ဟာအခုလိုမျိုးမြန်မာတနိုင်ငံလုံးတဘာဝဘေးအန္တရာယ်ကြီးကြောက်နေခြင်းလက်ပိုက်ကြည့်မနေခဲ့ပါဘူးအထူးသဖြင့်တော့အခုလက်တလုံးမှာရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ငလင်ဘေးမှာဇွဲထက်ရွှေဆိုင်ကမန္တလေးမြို့ကပြည်သူတွေအတွက်တသားရဲ့ရက်တီလို့လည်းလူတွေရဲ့မြေတားကိုရရှိနေပါတယ်အခုဆိုရင်တော့ဇွဲထက်ရွှေဆိုင်တထေးနဲ့ပိုင်ရှင်ဇနီးတွေက တရဏာပြူတဲ့အနေနဲ့ငလင်တန်းကြောင့်ပြိုကျပျက်စီးသွားတယ်။မစိုးရင်တိုက်တဲ့ဖုံးတော်ကြီးကြောင့်ကိုငကုမူလာပုံစံတိုင်းမပြတ်မယွင်းနဲ့သိန်းသထောင်ခွဲအကုန်ချခံကပြန်လည်မုံမံအတိတိဆောက်လူတန်းမှာပါ။ဒါကြောင့်လူတွေကတော့နိုင်ငံကျော်ဇွဲထက်ရွှေဆိုင်ရဲ့တရဏာပြူအလူအတန်းအတွက်တာရုအကြိမ်ကြိမ်ခေါ်နေကြပါတယ်။ဒါအပြင်ဇွဲထက်ရွှေဆိုင်တတိမကြီးကမန္တလေးမြို့ကပြည်သူတွေစားရည်တောင်ရည်အဆင်ပြေစေဖို့ စတုတီတာထမင်းကျွေးမွေးလူတန်းခဲ့ပါတယ်စတုတီတာကိုလည်းတာမန်အဖြစ်ကျွေးတာမဟုတ်ဘဲလူမျိုးဘာသာမရေးစားသုံးနိုင်အောင်ငချောက်စီပြန်ဟင်းပဲဟင်းကျိုပစွန်ကျော်စတဲ့ဟင်းကောင်းတွေကိုရွေးချယ်ကျွေးခဲ့ပါတယ်ဒီလိုမျိုးချက်ပြုတ်ကျွေးမွေးနေတဲ့အချိန်မှာနိုင်ငံကျော်ဇွဲထက်တတိမကြီးဟာတိမ်ပေါင်းတိမ်တန်းချီပြီးချမ်းသာပေမဲ့ဂုံပကသနမပါဘဲငကတ်တောင်မဝေဖဲနဲ့တကယ့်ကိုရိုးရှင်းစွာချက်ပြုတ်ကျွေးမွေးနေပါတယ် အခုဆိုရင်တော့ဒီလိုမျိုးမိုင်းဖုံးဆရာတော်ကြီးကိုငွေသားအလှူပေးချိန်မှာမိုင်းဖုံးဆရာတော်ကြီးကငွေသားတွေကငွေတအုပ်ကိုဇွဲထက်ရွှေဆိုင်တထည်ကြီးဦးစန်းလေးရဲ့လက်ထဲကိုပြန်လည်စွန့်ကျဲခဲ့ပါတယ်။ဒီလိုစွန့်ကျဲခဲ့ရတာကဘာကြောင့်လဲဆိုတာမသိပါဘူး။ဒါအပြင်အဆောင်ရည်ရာတွေလည်းပေးခဲ့သေးပါတယ်။မိုင်းဖုံးဆရာတော်ကသူ့ကိုမန္တလေးမြို့ကတထည်တွေလူတန်းတဲ့ငွေကိုငလင်တန်းတဲ့ပြည်သူတွေအတွက်ပြန်လည်လူတန်းသွားကြောင်းသိရပါတယ်။ မိုင်မုံဆရာတော်ကြီးဟာဆွေတက်ရွှေဆိုင်ရဲ့ငွေအလှူတဲကငွေတအုပ်ကိုပြန်လည်စွန့်ကျဲတာကစီးပွားတက်စီမဲ့တိတ်တိဝင်အဆောင်ဖြစ်ပြီးရောအဆောင်လက်ပွဲကတော့အနာရောဂါကင်းဝေးကအသက်ရှည်စေတယ်လို့ဆိုပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမိုင်မုံဆရာတော်ကြီးစီကအဆောင်လက်ပွဲရလိုက်တဲ့ဆွေတက်ရွှေဆိုင်ပေါ်မှာမိမိတို့ရဲ့အမြင်လေးကိုပြောသွားခဲ့ပါအောင်ရှင်